လီယိုမက်ဆီနဲ့လော်တော်မာတီနက်မှာပါပဲဖြတ်တန်းရမယ့်အာဂျင်တီးနာကမ္ဘာဖလားခြေစပေါ်တွေကစားရမယ့်အာဂျင်တီးနာအသင်းအတွက်တိုက်ဆက်အခက်အခဲပိုများလာပြီလို့အစချီပြောကြင်ပါတယ်အသင်းခေါဆောင်လီယိုမက်ဆီကကြွက်သားတန်ရန်ရနေတာကြောင့်လေယိုးစင်လူစင်းကနေထွက်လာရပြီးနောက်ထပ်တိုက်ဆက်မှုဖြစ်တဲ့လော်တော်မာတီနက်ဒန်ရန်ရနေလို့ထွက်လာရပြန်ပါတယ် မာတီနာဟာတန်ရာကြောင်းမလအတွင်ကစားမဲ့ကဘာပလားချေစစ်ပေါ်တွေမှာကစားနိုင်မှာမဟုတ်ကြောင်းအာဂျင်တီးနားဘောလုံးအဖွဲ့ချုပ်ကကြေညာခဲ့ပါတယ်။အရေးကြီးတဲ့တိုက်စစ်ကသမားတွေမပါဘဲနဲ့ဖြတ်တန်းရမှာဖြစ်လို့နီးပြစကာလိုနီဖီအားတွေရှိနေပါတယ်။စကာလိုနီဟာအတင်းတိုက်စစ်မှာအတလတီကိုတိုက်စစ်မှုဂျူလီယန်အေဗာရက်ကိုအပြူရမှာပါ။ အာဂျင်တီးနားအသင်းဟာမလ27မှာဥရုဂွေးဝင်ကိုတွောကစားမှာဖြစ်ပြီးမတ်25မှာဘရာဇီးအသင်းကိုလက်ခံကစားရမှာပါမက်ဆီမာဒီနန်နဲ့ဒိုင်မာလာတို့အပါအဝင် ကစားသမား၈ဦးတန်ရာအကြောင်းဥရုဂွေးနဲ့ပွဲကိုလွှဲချော်မှာဖြစ်ပါတယ်အာဂျင်တီးနားဟာ2026တောင်အမေရိကဆိုကမ္ဘာပလားခြေစစ်ပွဲ၁၂ပွဲကစားပြီးထိဆုံးကရပ်တည်နေပါတယ် of life.